အပိုင်း39ရဲ့အဆောင်မှာတော့ရွာလူကြီးကင်းဟာရေတပ်ပူရီနဲ့နာမီစီကိုရောက်လာခဲ့ပါရီနာမီကလည်းဂင်းနဲ့ရေတပ်ပူကိုမြင်သွားခဲ့ပြီးအံ့ဩနေကြတာဖြစ်ပါရီရေတပ်ကလူတွေကလည်းပင်လယ်တခိုးမလေးနာမီဆိုတာနင်းလာသူတို့တရင်ရထားပြီးပင်လယ်တပြားတွေစီကနေရတနာတွေခိုးထားပြီးအဲ့ဒီပစ္စည်းတွေအလုံးကိုအစိုးရဘဏ္ဍာအဖြစ်တင်လိုက်ပြီလို့ပြောလိုက်ပါရီနာမီကလည်းနားမလည်သလိုကြည့်နေတော့ရေတပ်ပူက "तू ပြောတဲ့စကားတွေကိုနားမလည်ဘူးလား?"နာမီခိုးထားတဲ့ပစ္စည်းတွေကိုအစိုးရအပိုင်အဖြစ်တင်ဖို့အတွက်လှုပ်လိုက်တာလို့ထပ်ပြောလိုက်ပြန်ပါရီ။ ။နာမီကလည်းရေတက်ပေါ်ကြီးကိုတာဝန်တော်လေးတည်တယ်နေပါလား။ပင်လယ်ဓားများတွေကိုကြတော့ရေမဆိုင်ရေးပဲ။နမေကောင်းရချင်လို့သူမတို့တေးတေးမောမောခိုးတဲ့တခိုးတွေကိုလိုက်ဖမ်းနေတယ်။အပြောနဲ့လို့ကိုင်းညီအောင်လုံနိုင်တာပဲလို့လှောင်လိုက်ပါရီ။နာမီကထပ်ပြီးသူမဟာအားလောင်ရဲ့ပင်လယ်ဓားများအဖွဲတွေကခေါင်းဆောင်ဖြစ်တယ်။သူမကိုပြဿနာလာရှာရင်အားလုံးကလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ပြောလိုက်ပါရီရေတပ်ဘူကလည်းနာမီကိုသူနဲ့ကအဆင်မတူပါဘူးဒါကိုသူများကိုများရင်ဆိုင်ခြင်းနေသေးတယ်ပေါ့လို့ပြောလိုက်ပြီးခိုးရပါပစ္စည်းတွေကိုလိုက်ချကြစမ်းဆိုပြီးတော့သူ့ရဲ့တပည့်တပန်းတွေကိုအမိန်ပေးလိုက်ပါရီ ။နာမီကလည်းပဲရေတပ်သားတွေကိုသူ့ရဲ့ဒုံးရှည်ကြီးနဲ့ဆော့ပလော်တီချလိုက်ပြီးရေတပ်သားတွေရဲ့အကျဉ်းစရိုက်ကဒါလာလို့မိလိုက်ပါရီ။နာမီဟာအားလောင်ရဲ့ငါးလူသားတွေဟာဒီကျွန်းကြီးကိုထုတ်ကင်ထားပြီးကျွန်းသားတွေရဲ့အသက်ကိုစိတ်ကြိုက်ကစားနေတာဖြစ်တယ်။အဲ့လိုအရေးကြီးတဲ့ကိစ္စကိုကြတော့မသိချင်အောင်ဆောင်ကြပြီးသူ့ရဲ့ဘာမဟုတ်တဲ့ခိုးရပါပစ္စည်းတွေကိုတော့ယူဖို့ကြောင့်ဆက်ရထက်တန်နေရလာလို့မိလိုက်ပါရီ။နာမီစိတ်တူနေတာတခါမှမမြင်ဘူးပဲမယ်ဒီတခါတော့အတော်လေးကိုဒေါ်သာထွန်းနေကဒီကျုံးမောက်ကလူတွေဟာရေတက်စီကနေအကူအညီလိုချင်လို့မျောနေခဲ့တာနှင်းနဲ့ချေချာနေပြီလို့ အဲ့လိုပြောနေချိန်မှာပဲရေတာသားတယောက်ကတော့ဗျာလိမ်မော်ဘီနေကထူးဆန်းနေတယ်လို့ပြောလိုက်တော့မြေကြီးတွေကိုဒူးလိုက်ကြလို့အမိန်ပေးလိုက်ပါရီနာမီဟာသူမမီဘဲလ်မရာရဲ့လိမ်မော်ဘီနေကိုညစ်ပတ်တဲ့လက်တွေနဲ့မထီချနဲ့လို့ပြောကအနောက်ကနေခုံအောင်လိုက်ပါရီဂျန်တဲ့ရေတာသားတွေကိုလည်းဆော့ပလော်တီကရွာလူကြီးကင်းကလည်းမနေနိုင်တော့နာမီစုထားတဲ့ငွေတွေဟာကိုကိုရရှိရွာကိုကဲတင်ဖို့လို့အော်ပြောလိုက်ပြီးမင်းတို့ရေတက်ကတိမ့်ပိုင်ငွေမရှိဘူးလို့ပြောလိုက်ပါရီနာမီဟာသူမရဲ့အကြံစီကိုရွာလူကြီးကန်းတိသွားလို့ဘလို့တိရတယ်ဆိုပြီးမေးလိုက်ပါရီ ဂန်းကလည်းသူတီးနေခဲ့တာအတော်လေးကိုကြားနေပြီလို့ပြောကသူမငငယ်လေးတုန်းကအားလောင်တို့အဖွဲတွေကိုဝင်လိုက်ချိန်သူကမတင်ငါတဲ့အတွက်လိုဂျီကိုရုကိုမိခဲ့တာလို့ဆိုပါရီရွာသားတွေကလည်းနာမီကိုအားလောင်ရဲ့အဖွဲထဲမှာပါတာဟာကိုကိုရရှိရွာကိုကယ်တင်ခြင်းလို့ဆိုတာအားလုံးကသိပြီးသားပါလို့ပြောလိုက်ပါရီဒီရွာလုံးကတည်နေရင်နာမီဟာအားလောင်စီကထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ရင်ထွက်မပြေးနိုင်မှာဆိုတာကြောင့်ရွာသားတွေကမသိချင်အောင်ဆောင်ထားတာလို့ပြောပြလိုက်ပါရီအဲ့ဒီအချိန်မှာငတ်တုံးအောင်ရေတပ်ဖို့ကတော့စာနာစိတ်မရှိတဲ့ပုံစံနဲ့ဒါဆိုရင်မင်းတို့ဒီရွာလုံးကသခိုးရွာပေါ့ ငါတို့ဒီအားလုံးကိုဖမ်းသွားသင့်တယ်လို့ပြောနေရလားဆိုပြီးတော့ခနဲ့လိုက်ကခနဲ့တဲ့တဲ့ပြောလိုက်ပါရီအနောက်ကနေပြီးတော့နိုဂျီကိုကရောက်လာခဲ့ပြီသူမတို့ဒီရွာလုံးကလူတွေဟာရေတပ်ကိုအားကိုးလို့မရလို့တိုက်ပွဲဝင်ခဲ့ကြတာသူမတို့ဒီရွာကိုကဲမမဟုတ်ဘူးဆိုရင်ဒီနေရာကနေထွက်သွားကြတော့ဆိုပြီးဒီမှာချိန်ပြုံးနေရင်အားလောင်ကသူတို့ရဲ့ရေတပ်တင်မောကိုပါလာတိုက်နေအောင်မယ်လို့ပြောလိုက်ပါရီရေတပ်ကကောင်းပါလေအားလောင်ကဒီကိုလာစရာဘာရှိလို့လဲငါတို့လာရှာတာစမ်းစီလေးတွေကိုလာရှာတာမဟုတ်ဘူးဘယ်ရင်ငွေတန်းတရာကိုလာရှာတာလို့ပြောလိုက်တော့ နာမီဟာသူမရဲ့ငွေပမာဏကိုဘာကြောင့်သိနေရလဲလို့ရေယွရင်းအားလုံးကသူမကိုကြောက်ချလိုက်တယ်ဆိုတာသိသွားခဲ့ပါတယ်။နာမီဟာအားလုံးကရှင်နှုတ်ကိုဒီကိုလွတ်လိုက်တာလားလို့မေးတော့ရေတက်ဘူကောင်ကမပြောရဘူး။ခွေးရပါပြည့်စည်းတွေကိုတာဝန်ရတင်ရမှာသူတို့အလုပ်ပဲလို့ပြောလိုက်ပါတယ်။အဲဒီတော့ရွာလူကြီးကင်းနဲ့နိုကြီးကိုတို့ဟာမကျေနပ်ဖဲရေတက်ကပင်လယ်ဓားမြတွေရဲ့နောက်ကနောက်လိုက်ခွေးတွေဖြစ်နေပြီလို့ထင်အောင်မထင်မိဘူးလို့ပြောကနာမီလေးအားလုံးကိုစိတ်တူနေခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲငြိမ်ကြသွားပြီးအတန်တန်ဟာရှာတွေ့ပြီလို့ပြောကရေတပ်ဘူကတော့တစ်တာကိုဖွင့်လိုက်ပါရီ ရွှေတွေနဲ့ပတ်စံတွေအများကြီးကိုတွေ့လိုက်ရပြီးနာမီကိုဒီလိုအများကြီးစုနိုင်တယ်လို့ချီးကျူးလိုက်ပါတယ်။နောက်ပြီးရွှေတွေငါးတွေအများကြီးကိုဂိုင်ကငွေတွေအလုံးရဲ့30ရာခိုင်နှုန်းကိုသူပိုင်မှာဆိုပြီးတော့မှတ်လုံးနဲ့ကြီးနေပါတယ်။နာမီကတော့သူမရဲ့ရှင်းနေလုံးလုံးစုဆောင်းလာတဲ့ငွေတွေကို မထိနဲ့လို့ပြောပြီးသူရဲ့ရှေ့ကိုပြေးလာခဲ့ကအဲ့ဒီအချိန်မှာပဲရေတပ်ဘူရဲ့တနက်ပြောင်းကြည်စံဟာနာမီကိုပြစ်မယ်လို့လိုက်ပါတယ်။နာမီရှေ့မှာနိုဂျီကိုကဝန်ခံပေးလိုက်ကနိုဂျီကိုလည်းတနက်မှန်ကလေးကြသွားပါတယ်။ တဖက်မှာလည်းလူဖီဟာကိုကိုရရှိရွာထဲမှာထိုင်နေပြီးရွာလူကြီးကင်းရဲ့အုတ်ထုတ်လေးတစ်လက်လည်နေတာကိုကြည့်ကသဘောကျနေပါတယ်။ဒီလိုနဲ့ရွာသားတယောက်ဟာအပြေးလာခဲ့ပြီးဒေါက်တာကိုခေါ်ကာနိုဂျီကိုတယောက်တန်းတန်းနဲ့အပြေးခံလိုက်ရတယ်ဆိုပြီးတော့ပြေးခေါ်လာပါတယ်။ရေတက်ကပြစ်လိုက်တယ်လို့ပြောတာလူဖီဟာနာမီနဲ့နိုဂျီကိုကိုတွေ့သွားပါတယ်။နိုဂျီကိုကတော့သူမဘာမှမဖြစ်ပါဘူးလို့ပြောတော့ကင်းဟာအားလုံးကရေတက်နဲ့ပူပေါင်းပြီးရှစ်နှစ်လုံးလုံးနာမီကိုညာခဲ့တာနာမီနဲ့အားလုံးတို့ရဲ့သဘောတူညီချက်ကဘယ်တော့မှအလေးထားခဲ့တာမရှိဘူးဆိုပြီးရွာသားတွေကိုပြောပြလိုက်ပါတယ်။ အဲ့ဒီအချိန်မှာလူဖီဟာနာမီစီကိုရောက်လာပြီးသူဘာကူညီပေးရမလဲလို့မေးတော့နာမီဟာလူဖီကိုဆွဲထိုးလိုက်ပြီးဒီကျွန်းရဲ့ကိစ္စတွေမှာနေဝင်မပါနဲ့နင်တို့အားလုံးထွက်သွားကြလို့ပြောလိုက်ပါတယ်။နာမီဟာအပြေးလွှားပဲအားလောင်စီကိုစိတ်ဆိုးမှန်ဆိုပြေးနေခဲ့ပြီးအားလောင်နဲ့သူ့ရဲ့ဂရီစကားတွေကိုနားထဲမှာအထက်ထက်ခါခါကြားရောက်နေပါတယ်။နာမီဟာအားလောင်စီကိုရောက်လာခဲ့ပြီးတကားဝါကနေလှမ်းအောင်လိုက်ပါတယ်။အားလောင်ဟာဘာမှမသိသလိုအထာနဲ့သူတို့အားလုံးရဲ့ယရနာလေးနာမီပြန်လာပြီးမျက်နှာမှာလဲဒေါသရိပ်တွေဘာလို့ဖြစ်နေတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာနာမီဟာ အားလောင်ရဲ့ရေတက်ကလူတွေဟာသူ့ရဲ့အနှင်းနှင်းလာလာစုထားတဲ့ငွေတွေကိုတင်သွားတယ်။သူမနဲ့ဂရီတီထားတော့ကဂရီပြည့်ရင်အသေးခံလိုက်မယ်လို့ပြောတာအခုဘာလို့ဂရီမတီတာလဲလို့စိတ်တူကမေးလိုက်ပါတယ်။အားလောင်ကလည်းအကုန်လုံးသိတဲ့အထာနဲ့ဘာလို့သူ့ကိုဂရီဖြတ်တာလဲလို့ပြောတော့နာမီဟာယူချင်းအောင်စောင်းမနေနဲ့ရေတက်ကလူတွေနဲ့ပူးပေါင်းပြီးသူမကိုဂရီဖြတ်တယ်လို့ပဲအခါခါပြောနေပါတယ်။အားလောင်ကလည်းသူဘယ်တော့မှဂရီမဖြတ်ခဲ့ဘူးလို့ပြောပြီးတပည့်တွေနဲ့ဟဟပပရှီမောနေပါလေအားလုံးကသူ့ရဲ့ဂရီအတိုင်းနာမီဟာ ဘယ်ရင်ဝေးတန်းတစ်ထောင်စုပေးရမယ်ဆိုတာကိုပြရမယ်။မင်းမပြနိုင်ရင်ရွာကိုသူပြန်မပေးဘူးလို့ပြောလိုက်ပါရီ။အားလောင်ဟာအကြံစိုးကြီးနဲ့ပဲ။နာမီယိုအလုံးမပေးပဲပင်လယ်ပြင်ရဲ့မြေပုံတွေကိုဇွဲခိုက်မှုအတွက်ရေတက်နဲ့ပေါင်းကြံနေတာဖြစ်ပါရီ။နောက်ပြီးဘယ်ရင်ဝေးတန်းတစ်ထောင်ဆိုတာကအစကနေပြန်စုလိုက်ပေါ့။သူစီကနေထွက်ပြေးမယ်ဆိုရင်တော့နာမီကိုခွင်းမလို့ဖြစ်ကိုကိုရွာရှိတရွာလုံးကိုတတ်ပြစ်မယ်လို့ပြောလိုက်တော့နာမီဟာဂင်းတဲ့ရွာသားတွေကိုမျက်လုံးနဲ့မြင်အောင်လာပြီးထွက်သွားခဲ့ရပါရီ။အားလောင်ဟာတပည့်တွေနဲ့ဟာသားတွေပြောနေခဲ့ပြီး ဟာချီရေပွဲကောင်ကတော့နာမီကိုသွားဖမ်းပေးရမလားလို့ပြောလိုက်ပါရီအားလုံးကလည်းထွက်ပြေးသွားမှာမဟုတ်ဘူးရွာသားတွေရဲ့တက်ကိုသူလေးလီယူရှုနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါရီငါလူသားတကောင်ကလည်းအားလုံးဟာငွေတွေကိုဘယ်လိုညှိယူရမလဲဆိုတာကောင်းကောင်းသိတယ်လို့ချီကျူးလိုက်ပါရီအားလုံးကလည်းမြေပုံဆွဲတဲ့သူကသူကလွယ်လွယ်နဲ့လက်လွတ်ဆုံးရှုံးခံမှာမဟုတ်ဘူးလို့ပြောလိုက်ပြီးသူကအမြဲတမ်းကျင်နာတရားမရှိတဲ့မကောင်းဆိုးအကောင်မလားသမုဒ္ဒရာအားလုံးရဲ့မြေပုံကြီးအားလုံးကိုဆွဲပြီးရင်ငါသူ့ကိုလွတ်လပ်ခွင့်ပေးမှာပါလို့ပြောလိုက်ပါရီအောင်မွေးခံနေတဲ့အရင်ဆိုင်ငါလူသားတွေဟာရီမောနေကြပြီး နာမီနဲ့ကိုကိုရရှိရွာသားတွေကိုလောင်နေခဲ့ပါတယ်။တဖက်မှာလည်းဥဆုပ်တို့ဟာရွာတွေကိုရှောက်သွားနေတဲ့လူဖီကိုစိုးရိမ်ပြီးတော့လိုက်သွားမယ်လို့စန်ဂျီကိုပြောနေပါတယ်။စန်ဂျီကလည်းနာမီဟာမကြခင်မှာလွတ်လပ်တော့မှာလို့နာမီကိုသူလွတ်လပ်အောင်လုပ်ပေးမယ်လို့ပြောနေပါတယ်။ရွာထဲမှာဖြစ်ပျက်နေကြတာကိုမသိတဲ့သူတို့ဟာပြောချင်ရည်ပြောပြီးငင်းခုန်နေကြပါတယ်။စန်ဂျီကလည်းထားလိုက်ပြီးဥဆုပ်ကိုအရန်လာတဲ့မိန်းကလေးတွေအတွက်သူဟာတိုက်ခိုက်ပေးရမှာဖြစ်တယ်။သူပါမားနေလို့လည်းလို့မိလိုက်တော့ဥဆုပ်ဟာနာမီနဲ့ရွာသားတွေအတွက်တိုက်ခိုက်ရမှာလို့ပြောလိုက်ပါတယ်။ ဥစုပ်နဲ့စန်ကြီးတို့စကားပြောနေကြတာကိုဇိုရိုကမတ်တက်ထရလာခဲ့ပြီးစကားများမနေကြနဲ့ရွာရဲကိုသွားကြမယ်လို့ပြောလိုက်ပါရီရွာရဲမှာတော့ဂင်းဟာရေတက်ကလူတွေကိုစော်ပလော်တီးဖို့ရွာသားတွေကိုစုယုံနေတာဖြစ်ပါရီရွာသားတွေကလည်းတွေးကြွနေခဲ့ပြီးနာမီဟာရွာစီကိုပြေးလာခဲ့ကသူ့ရွာအကြောင်းသိတော့အချိန်မီတောက်ဖို့အတွက်လာနေတာဖြစ်ပါရီတဖက်မှာလည်းဂန်းနဲ့ရွာသားတွေဟာလက်နက်တွေကိုကင်ဆောင်ထားပြီးအသည့်အနေထားနဲ့သွေးမှန်ကြွစကားတွေပြောနေခဲ့ကအားလုံးတို့ကိုရှင်းနေလုံးလုံးသီးခံခဲ့ပြီးစက်ကြီးပေးနေခဲ့ပြီး နာမီဘက်ကနေသူတို့ကိုစိတ်ရှိရှိထားပြီးခုခံကြမယ်လို့ကြိမ်းဆိုနေတာဖြစ်ပါတယ်နိုဂျီကိုကလည်းဒံယာကြီးနဲ့ဒုတ်ဆွဲကြိုင်ပြီးတရလုံးဟာဂင်းနဲ့အတူရေတက်ကောငါလူသားတွေကိုရောပါတိုက်ထုတ်ဖို့အတွက်အသင့်ပြင်းနေကြပါတယ်။တရလုံးကညာသန်နေပြီးပြီးသွေးရီမန်နေစုပွက်နေချိန်မှာနာမီအချိန်မီရောက်လာခဲ့ပြီးအချိန်ခဏလေးစောင့်ပေးကြပါ။နောက်ထပ်နည်းနည်းစောင့်ရင်ရပြီလို့ပြောလိုက်ပါတယ်။နာမီဟာဘယ်ရီငွေတန်းတစ်ထောင်ဆိုတာဟာသူမပြန်ရှာလို့လွယ်တယ်။ငွေရှာတာသူမထွက်တော့အကျွမ်းကျင်ဆုံးအလုပ်ပဲလို့ပြောပြပြီးရွာမှာဘသူ့ကိုမှမသိသေးချင်တာဖြစ်ပါတယ်။ ဒီလိုပြောနေတဲ့နာမည်ကိုဂင်းကဖားလိုက်ပြီးငွေရီပြန်ရှာရင်လည်းအလကားပဲဆိုတာသိနေတာပဲသူတို့ကတရွာလုံးရဲ့အသက်တွေကိုကာကွယ်ပြီးတစ်ချိန်လုံးတိုက်ပွဲဝင်ခဲ့တာအကောင်းဆုံးတိုက်ခိုက်ပေးခဲ့တယ်လို့ပြောပြီးနာမည်ကိုပါဖတ်ငုံနေပါတော့တယ်ဒီလိုနဲ့ဂင်းဟာနာမည်ကိုနှစ်သိမ့်ပြီးရွာကနေထွက်သွားခိုင်းလိုက်ပါတယ်သူ့မနိုဂျီကိုကလည်းနာမည်မှာရီမန်းချက်တွေရှိနေတဲ့အတွက်ထွက်သွားလို့ပြောနေပါတယ်နာမည်ဟာခေါင်းမာပြီးထွက်သွားဖို့အတွက်ညှင်းဆန်ခဲ့ပြန်ပါတယ်ဒီတစ်ခါမှာတော့နာမည်ဘလောက်ပဲတာတာကိုကိုရာရှိရွာသားတွေနဲ့ဂင်းကတော့အားလုံးစီကိုထွက်သွားပါပြီး နာမီဟာတယောက်တည်းကျန်နေခဲ့ပြီးအားလုံးရဲ့ရက်စက်ရုပ်မှောင်မှုတွေကိုတွေးကအဖွဲ့ဝင်စီမင်းကြောင့်ကိုဓာတ်နဲ့ထိုးခွဲပြီးရဖျက်ပြစ်လိုက်ပါရီသွေးယူသွေးတန်းကိုယူနေတဲ့နာမီစီကိုလူဖီကရောက်လာခဲ့ပြီးနာမီဟာအရှုံးသမားတယောက်လိုဒီကျုံးမော်ကနေထွက်သွားခိုင်းတာအခုထိထွက်မသွားသေးဘူးလားလို့ပြောပြီးလူဖီကိုမလိုအပ်ဘူးလို့ပြောနေပါရီလူဖီဟာနာမီရဲ့တနာစရာကောင်းတဲ့ပုံစံကိုစိတ်မကောင်းစွာကြည့်နေခဲ့ပြီးနာမီဟာနာကျင်နေတဲ့အတန်နဲ့လူဖီကိုသူ့မောင်းကိုကယ်ပေးပါလို့ပြောလိုက်ပါရီဒီတော့မှလူဖီဟာနာမီကိုသူ့ရဲ့ကောင်းရိုးအထုပ်လေးကိုစောက်ပေးပြီးကယ်မှာပေါ့လို့ဩပြောလိုက်ပါရီ အနောက်မှာလည်းစန်ကြီးဇိုလိုနဲ့အူဆပ်တို့ကရောက်လာခဲ့ကြပြီးလူဖီကတော့သွားကြမယ်လို့ပြောကအားလောင်စီကိုထွက်လာခဲ့ကြပါသည်။တစ်ဖက်မှာလည်းအားလောင်ရဲ့တကားဝါမှာဂျော်နီယူဆာကူရိုဟာရွာသားတွေကိုပေးမွေမဲပိတ်ထားခဲ့ပါသည်။ရွာသားတွေကလည်းသူတို့ငါးလူသားတွေနဲ့စီးရင်ရှင်းမှုအတွက်ဖိခိုင်းနေပါသည်။ဂျော်နီဟာနာမီနဲ့ပတ်သက်တဲ့အမှန်တရားကိုသိသွားကြတာဖြစ်ပြီးမို့အားလောင်ကိုအမောက်သိဖို့အတွက်တခြားလုပ်လို့ရတာမရှိဘူး။ဒါကြောင့်သူတို့တွေအရင်လုံးမရှုံးနိုင်ပေ။သူတို့ပဲအနိုင်တိုက်မှာမို့ရွာသားတွေအတွက်တကယ်လိုအပ်မဲ့သူရောက်လာတာကိုစောင့်နေတာ။အသက်နဲ့လောင်းကြီးထက်ရဲတယ်။ တို့တွေရောက်လာကြလိမ့်မယ်လို့လူဖီတို့ကိုပြောနေတာဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့တို့ရဲ့မြင်ကွင်းထဲကိုလူဖီတို့ရောက်လာခဲ့ပြီးရွာသားတွေကလည်းပဲအာကိုတကြီးနဲ့ကြည့်နေခဲ့ကြပါတယ်။ဂျော်နီနဲ့ယိုဆာကူတို့ကတော့တို့တွေအားလုံးနိုင်ကိုနိုင်စီရမယ်။ဒီကျွန်းကြီးရဲ့အရှိတ်ပင်လေပြင်အတွက်လို့ပြောလိုက်ပါတယ်။လူဖီတို့ကလည်းရွာသားတွေကိုဘေးဖဲ့ချလို့ပြောလိုက်ပြီးအားလုံးကတော့ဇိုရိုနဲ့လူဖီတဖွဲ့တည်းလာလို့မိလိုက်ပြီးအထင်သေးစွာကြီးမောနေတာပါ။ အဲ့ဒီအချိန်မှာလူဖီရဲ့ရာဘာကန်ဂျာကြီးနဲ့အားလောင်ရဲ့ဒရိုင်းကြီးကကြိုးသွားခဲ့ပြီးလူဖီယာလူမိုက်စတိုင်နဲ့အားလောင်ဆိုတာဘဲကောင်းလေးกว่าလို့မိကတိုက်ပွဲခေါ်တံကိုလည်းစတင်ခဲ့ပါရီနောက်ထပ်အပိုင်းနှစ်လဲကြန့်ရှိနေသေးတာမို့ဆက်လက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ